တခါတရံကြတော့တခါမှမမြင်ဘူးတဲ့ပုံကိုပဲဖြစ်စီတွေးလိုက်တာနဲ့ခင်မြင်သွားတဲ့ပုံကိုမျိုးလည်းရှိတယ်။နော်။ဒါအเจ้าမဲ့ဖြစ်တာမဟုတ်ဘူး။တခါတလေကိုယ်နဲ့လည်းတခါမှမတွေ့ဘူး။တွေ့တွေ့ချင်းအဲ့ဒီပုံကိုခင်သွားတယ်စိတ်က။နော်။ကိုယ့်ကိုယ်စဉ်းစားကြည့်ကိုယ်ကြုံဘူးလားမကြုံဘူးလားကိုယ့်အကိုကြည့်ပေါ့နော်။လူတကာနှုတ်ခမ်းစုနေရင်တော့ဖြစ်မှာမဟုတ်ဘူးပေါ့။အဲတချို့ကြတော့ရှင် သူ့ဘာသူနေတာပဲကိုယ်နဲ့လည်းမဟုတ်ဆန်မြင်တာနဲ့အမြင်ကတ်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်နော်မြင်လိုက်တာနဲ့အမြင်ကတ်နေတဲ့ပုဂ္ဂိုလ်လည်းရှိအဲ့ဒါတည်းဟာရှုပ်ဝက်တဲ့အတိတ်အကြောင်းအရာတွေရှိနေတယ်ဆိုတာကိုသတိထားဖို့သူ့ဘာသူဖြစ်တာမဟုတ်ဘူးနော်မတိစိတ်ကဆိုအပ်ဆိုလေပြောမယ်ဆိုရင်ခုခေတ်စကားနဲ့ပြောမတိစိတ်ကလှုံ့ဆော်ပေးနေတာခါတလေအလိုလိုမုန်းတယ်အဲလူမြင်တာနဲ့မုန်းအဲ့ဒါ အတိတ်ကတန်တရာကအမုန်းတွေကလည်းပါလာတတ်တယ်တန်တရာကမေတ္တာတွေကလည်းပါလာတတ်တယ်ဒါကြောင့်မို့ဒုနဲ့ဒုခင်းနဲ့မင်းနဲ့ဆိုတဲ့နေရာမှာ ပုပ်ပေဝတန်လေးဝသေနပစ္စပန္နာဟိတေနဝါဆိုတဲ့ရသဗျာကအကြောင်းတစ်ခုရှာပြထားတယ်အတိတ်တုန်းကတူတူ နေခဲ့တယ်ခင်းခင်းမင်းမင်းနေခဲ့တဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာမြင်လိုက်တာနဲ့ခင်းမင်းနေနော်ပစ္စပန္နာဟိတ တူနဲ့တူကူညီမှုတယ်လက်ရှိဘဝမှာမေတ္တာတတ်ဝင်ခုခေတ်မှာအသစ်ဖြစ်တယ်ဆိုလို့ရှိရင်လေခင်မင်မှုတွေဖြစ်တယ်အဲ့ဒါလိုပဲအတိတ်ဘဝတုန်းကယံဖြစ်ခဲ့မှုတယ်ဆိုတဲ့ပုံပေါ်ဟာလေဒီဘဝလည်းပဲယံညှိုးဖြစ်နေတာမြတ်စွာဘုရားနဲ့ဒေဝရပဲကြည့်ဒေဝရရဲ့စိတ်ထဲမှာမြတ်စွာဘုရားပေါ်မှာကြည့်မရဘူးအလိုလိုမုန်းနေတာတန်လျာက အမုန်းလို့ခေါ်တယ် မြတ်စွာဘုရားကတော့ငကိုတဲ့အတုကိုတိခန့်တယ်ခွင့်လွတ်တယ်တိခန့်ခွင့်လွတ်ထားသည့်အတွက်ကြောင့်မြတ်စွာဘုရားကတော့ဒေဝရတ်ကိုမုန်းတယ်ဆိုရင်စိတ်မရှိဘူးမရှိလို့ပဲသင်္ကန်းတွေပဲဝုတ်ပေးထားတာပဲလေသူနှမတောင်ယူထားလိုက်သေးတာပဲမုန်းလို့တော့မဟုတ်တော့ဘူးเนาะအဲ့တော့ဒေဝတ္တကသာတစ်ဖက်သက်မုန်းနေတာ နောက်ဆုံးကြမှာအမုန်းဟာဖြေလျော့ပြီးတော့ နောက်ဆုံးမှမြေမြိုတဲ့အချိန်ကျမှမြတ်စွာဘုရားကိုကြော့သွားပြီးတော့အမုန်းကြီးခြေသွားအမျက်တော်ဖြေစွာအဲ့ဒီမှာပဲပေါ့နော်သူရဲ့အမျက်တော်သားတွေကအဲ့ဒီအချိန်မှာအမုန်းကြီးကုံဆုံးသွားတယ်တန်တရာကအမုန်းဆိုတာအလွန်ကြောက်စရာကောင်းတယ်ဒါကြောင့်မို့ဒီဘဝမှာ မုန်းတဲ့လူမရှိအောင်တတိထားနေကြဖို့လိုတယ်ပေါ့မုန်းတဲ့လူမရှိစေနဲ့ရှိလို့ရှိရင်တန်တရာကအမုန်းဖြစ်သွားလိမ့်မယ်မတည့်တဲ့လူမရှိစေနဲ့ မတဲတဲ့လူရှိလို့ရှင်ဥပိ္ခာကိုကျင့်သုံးလိုက်မေ့ထားလိုက်နော်မေ့ထားလိုက် သူလောက်တာတွေပေါ်မှာတောင်းတွင်းတွေလုံနေခက်တာကတန်ရောစင်ဆိုတာလူတွေကထင်းနေကြတာတဏှာပဲတန်ရောစင်လို့ထင်းနေတာအမုန်းကလည်းတန်ရောစင်ပဲအမုန်းတန်ရောစင်စဉ်းစားကြည့်လေကိုမုန်းတဲ့လူခဏခဏတတိယဟုတ်လားလူတွေကထင်တာ ကိုချစ်တဲ့လူပဲတတိယတယ်လို့ထင်တာပဲမုံတဲ့လူလည်းတတိယတာပဲအမုံတဲ့တတိယတာလေးသူ့ချတော့တော့တကယ်ကတော့တန်ရောစင်က10မျိုးရှိတာဟိုအဲ10မျိုးထဲမှာပဋိကတန်ရောစင်ဆိုတာဒေါသနဲ့ဖြစ်တဲ့တန်ရောစင်တခုဘယ်တန်ရောစင်ဖြစ်ဖြစ်ကောင်းကျိုးချမ်းသာမပေးဘူးတဲ့ဒါကြောင့်မို့တတိထားပြီးတော့ရှောင်ကျင်ကြမှာဖြစ်တယ်ပေါ့ဝါဒနာနဲ့ဇယိုက်ဆိုးဆိုတဲ့နေရာမှာအခုလို့တီးရတဲ့ဘဝမှာ မကောင်းတဲ့ဝါသနာတွေရှိရင်ဝါသနာကို မတားနိုင်လို့တော့မလုံနဲ့တားသင့်တားရမယ်ပေါ့ဒီလိုဖြစ်ရမကောင်းတဲ့ဝါသနာဆိုရင်ဆက်ပြီးတော့မလုံနိုင်နဲ့လုံရင်ဝါသနာတချို့ကမလေးဝါသနာပါလို့လုံတယ်ဆိုပြီးတော့ကောင်းတာဝါသနာပါရင်တော့တော်ပါတယ်မကောင်းတာဝါသနာပါနေဘယ်လိုလုပ်အဲ့တော့ကောင်းမကောင်းကိုပါတဲ့ဝါသနာဒီသူများကိုထိခိုက်သလားကိုအကျိုးထိခိုက်သလားဆိုတာကို စွန့်နေတာစွန့်ပြီးတော့ဝါသနာကိုဖျောက်တဲ့နာဖျောက်ကောင်းတဲ့ဝါသနာတွေနဲ့အစားထိုးပြီးတော့မကောင်းတာကိုဖယ်ရှားပြည့်ရမယ်ဝါသနာဆိုတဲ့ခေါရိုးကြီးကျိုးနေလို့ကတော့မဖြစ်ဘူးတဲ့เนาะမကောင်းတဲ့လေးချင်းတွေကိုသိတဲ့ဘဝမှာပြင်ပြင်မပြင်လို့ရှိရင်နောက်ဘဝဆက်ပါနေဦးမှာပဲရှင်ပြိလိန်တဲ့ဝိစာဆိုတော့မကောင်းတဲ့နှုတ်ကြီးကျိုးနေတာလေခုမှကျိုးတာမဟုတ်ဘူးသူကအတိတ်ဘဝကဘဝပေါင်း900တထောင်ဒီလိုဖြစ်လာခဲ့တာ လူမြင်လို့ရှိရင်ငရုတ်မာလို့ခေါ်တော့သူကနော်လူကိုချိုးချိုးတာတာမပြောတော့ဘူးခုံလောက်တယ်စကိုင်းနယ်မှာတောရွာဘုံကြီးကြီးတစ်ပါးရှိတယ်အဲ့ဒီဘုံကြီးကြီးนี่ကတွေ့လို့ရှိရင်သူနှုတ်ဆက်တာကြည်စံဘယ်တော့မှချိုးချိုးတာတာနှုတ်ဆက်ဘူးဆဲပြီးနှုတ်ဆက်တာသူကနော်ဟာကောင်ကြီးမသေးသေးဘူးလားဆိုတာမေးအဲ့ဒါနှုတ်ဆက်တာလေနေကောင်းလားလို့မနှုတ်ဆက်ဘူးဆဲပြီးတော့နှုတ်ဆက် အဲ့ဒါလို့လည်းမဖြစ်စေချင်တဲ့ဝါသနာကိုကအဲ့ဒီတိုင်းနော်အဲ့ဒါလို့အဲ့ဒါလို့မဖြစ်စေဖို့ကောင်းမြတ်တဲ့ဝါသနာတွေကောင်းမြတ်တဲ့အလေးထားတွေကိုယ်တဏ္ဏမှာလေ့ကျင့်မွေးမြူကြရမှာဖြစ်တယ်ပေါ့အေးမြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့အညီချမ်းသာဒုက္ခကိုရှားတယ်ဆိုတာဘာနဲ့ရှားရမှာလဲဘာနဲ့ရှားရမှာလဲလို့ဆိုရင်မြတ်စွာဘုရားကသူခောပုံညတ္တဥစေယော ကုသိုလ်ကောင်းမှုတွေစုဆောင်ပြီးရင်ချမ်းသာပါတယ်လို့ဟောတော့ကုသိုလ်ကောင်းမှုနဲ့ချာပေါ့ခုနပြောသလိုတရားတွေကိုညှင်းဆဲပြီးတော့ချမ်းသာဒုက္ခကိုမရှာနဲ့သူများဒုက္ခရောက်အောင် လုပ်ပြီးတော့ချမ်းသာဒုက္ခကိုမရှာနဲ့ဆိုတဲ့ဒီအတွေ့အခေါ်မြတ်စွာဘုရားရဲ့အဆုံးအမတွေမိမိရဲ့ယဉ်တဲ့နှလုံးထဲမှာစွဲသွားအောင်မှတ်ထားနောက်ဘဝလည်းဘယ်တော့မှသူများမျက်ရည်ကြောက်အောင်လုပ်ပြီးချမ်းသာတာ သူများဒုက္ခရောက်အောင်လုပ်ပြီးမှချမ်းသာတာမျိုးဒါမျိုးတွေမဖြစ်သင့်ဘူးလို့ဒီလိုဆိုတာပေါ့နော်အဲအများကိုကောင်းကျိုးချမ်းသာဖြစ်စေပြီးတော့ကိုယ်ချမ်းသာဒုက္ခရောက်အောင်ကြိုးစားအထောက်အကရောင်းနာဝယ်တာဆိုတာတောင်မှပဲကြည့်နေပစ္စည်းကိုမမှန်ကန်ကန်ရောင်းတယ်မမှန်ကန်ကန်ပေးတယ်တရားတမိုးပေးတယ်ဆိုဝယ်တဲ့လူလည်းစိတ်ချမ်းသာကိုယ်လည်းစိတ်ချမ်းသာဟောကောင်းတဲ့နည်းနဲ့ စီးပွားရှာတာလေအဲ့လိုပုံကိုယ်တွေလည်းအများကြီးရှိပါမရှိဘူးမဟုတ်ရှိ တရားသဖြင့်စီးပွားရှာလို့ရသွားတဲ့ပုံကိုယ်ကလည်းစိတ်ချမ်းသာမှုရှိအဲ့ဒါလို့လောက်ရဝယ်သူရောရောင်းသူရောမြစ်ပတ်တဲ့စိတ်တော့မထားရဘူးတခါတရံရင်ရောင်းတဲ့လူက စိတ်ကောင်းရှိတော့လဲဝယ်တဲ့လူကစိတ်ကောင်းမရှိတာလဲရှိနိုင်သေးတယ်ဒါကတော့ မင်းကောင်းရင်ငါမဆိုးပါဘူးလို့မပြောနဲ့မင်းမကောင်းလည်းငါမဆိုးပါဘူးပဲပြောရမှာပဲเนาะ तू ကောင်းကောင်းမကောင်းကောင်းကိုနဲ့မဆိုင်ဘူးကိုကောင်းအောင်လုပ်မယ်ဆိုစိတ်ဓာတ်ကိုထားရသော်ပြန်ဟောတဲ့တန်လေခတုတ်တံမှာအဲ့ဒီတိုင်းပဲရသော်ပြန် तू ကောင်းကောင်းမကောင်းကောင်းငါကောင်းမယ် तू မကောင်းတဲ့ငါနဲ့ဘာမှမဆိုင်အဲခုခေတ်လူတွေကတော့အဲ့လိုမဟုတ်ဘူးเนาะမင်းကောင်းရင်ငါမဆိုးပါတဲ့ မင်းဆိုးလို့ငါဆိုးတယ်ပေါ့အထိပဲဟာเนาะပြီးတော့ချင်းချောက်တဲ့စကားလေးကပါသေးတယ်တီးခန့်တယ်ဆိုတာအတိုင်းတာရှိတယ်နော်တဲ့အကုန်တီးမခံဘူးဆိုတဲ့အထိပဲချင်းချောက်လိုက်သေးတယ်เนาะအဲ့ဒါတွေကမှန်ကန်မှုမရှိဘူးမှန်ကန်မှုမရှိဘူးတီးခန့်တယ်ဆိုတာငါအတိုင်းတာမထားဘူးဒီလိုပြောမှပဲပိုပြီးသဘာဝကျเนาะတီးခန့်တယ်ဆိုတဲ့သဘောငါမှာ အကန့်တမထားဘူးခံပါပဲတိခံပါပဲဒီလိုထားရမှာမင်းကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေငါကောင်းမယ်ဆိုတဲ့စိတ်ဓာတ်ကိုမွေးပြီးပါမယ်ပေါ့ဒီလိုရှိရအေးဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့ချမ်းသာဒုက္ခကိုရှာတယ်လို့ဆိုတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ချမ်းသာဒုက္ခကိုရှာတယ်မေတ္တာနဲ့ချမ်းသာဒုက္ခကိုရှာမယ်ကရုဏာနဲ့ချမ်းသာဒုက္ခကိုရှာမယ်မုဒိတာနဲ့ချမ်းသာဒုက္ခကိုရှာမယ် ကောင်းမြတ်တဲ့သဘာဝတရားတွေနဲ့ချမ်းသာဒုက္ခကိုရှာရင်မိမိလုံးတဲ့လုံးရဟာတစ်ဖက်သားကိုလည်းမထိခိုက်ဘူးကိုယ်ကိုလည်းမထိခိုက်ဘူးသူတော်ဘာကိုလည်းမထိခိုက်ဘူးမထိခိုက်သည့်အတွက်ကြောင့်သူလည်းချမ်းသာကိုယ်လည်းဝမ်းသာဟောနှစ်ခုသူလည်းချမ်းသာကိုယ်လည်းချမ်းသာအဲ့ဒါလို့နီးမျိုးဖြစ်အောင်ဘုန်းကြီးတို့တွေကြိုးစားခြင်းဟာမြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့ဒီချမ်းသာဒုက္ခကိုရှာခြင်းပဲလို့ဒီလိုဆိုတာလောကမှာလူတွေဟာ ကိုယ်ဆင်းရဲမှကြောက်လို့တစ်ဖက်သားဘာဖြစ်ဖြစ်ဆိုတဲ့စိတ်ဓာတ်တွေမွေးတာမှန်ကတော့စဉ်းစားလိုက်မယ်ဆိုရင်ဒီနှိုင်းရှင်လေးလံကြည့်မယ်ဆိုလို့ရှိရင်တော့အော်သူလဲချမ်းသာကျင်တာပဲငါလဲချမ်းသာကျင်တာပဲငါအတွက်နဲ့တော့သူစိတ်မဆင်းရဲပါစေနဲ့ဒီလိုနှလုံးသွင်းပြီးတော့သာချမ်းသာဒုက္ခကိုရှာတဲ့နိုင်ပေါ့ချမ်းသာဆိုဒီမှာဒီ လောကကြီးမှာအနာခံမအသာဆံရတယ်ဆိုတဲ့စကားရှိတယ်။ပါဠိစာပေမှာလည်းရှိတယ်။နာခောဒုက္ခေနာဒုက္ခံအဓိကတ္တပံနဲ့ချမ်းသာတစ်ခုကိုချမ်း